Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့ခေဂျင်ချွတ်တဲ့ခြင်းရဲ့သတိပဲလက္ခဏာတွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလက္ခဏာတွေကိုမပြောပြခင်မှာခေဂျင်ဆိုတာဘာလဲဆိုတာကျွန်တော်တို့ဆက်လက်ကြည့်အောင်ခေဂျင်ကိုကျွန်တော်တို့အယိုးတွေကိုတန်မာစေတဲ့ခန္ဓာကိုယ်ထဲမှာတွေ့ရှိရတဲ့အရေးကြီးဆုံးသတ္တုတက်တစ်ခုဖြစ်တယ်လို့သိကြပါတယ် ဒါပေမဲ့ KCN ရဲ့တာဝန်ကအယိုးတစ်ခုလေးအတွက်တင်မကပါဘူး KCN ကအယိုးပြင်ကျွန်တော်ဒီကြွက်သားတွေအာယုံကြိုးတွေနဲ့သွေးကြိုးတွေရဲ့ကျန်းမာရေးအတွက်အရေးပါတဲ့ကဏ္ဍကနေပါဝင်နေတာပဲဖြစ်ပါတယ်ခန္ဓာကိုယ်ထဲမှာတဘာဝအတိုင်းထုတ်လုပ်နိုင်ခြင်းမရှိဘူးအစားအစာဒါမှမဟုတ်ဖြည့်စွက်အာဟာရတွေရတဲ့တစ်ဆင့် KCN ကိုရယူရပါတယ်ကျွန်တော်တို့လူခန္ဓာကိုယ်မှာရှိတဲ့စုစုပေါင်း KCN ရဲ့90%ရာခိုင်နှုန်းကအယိုးတွေမှာတော်လောင်ထားတာဖြစ်ပြီးတော့ကြံရှိတဲ့ တစ်ရာခိုင်နှုန်းဟာဆဲတွင်းနဲ့ဆဲပြံမအရေးတွေမှာပြောင်းဝင်နေတာပဲဖြစ်ပါတယ်။နောက်တစ်ခုက KCN ကကျွန်တော်တို့ဗီတာမင် D စုပ်ယူမှုကိုကူညီပေးပြီးတော့ဟော်မုန်းတွေနဲ့အန်ဇိုင်းတွေရဲ့ဖွဲ့စည်းမှုတွေလည်းပါဝင်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီအထူးသဖြင့်ကတော့အမျိုးသမီးတွေအတွက်ပေါ့နော်။ဒီရာသီသွေးစင်းခြင်းနဲ့ကိုယ်ဝန်ဆောင်ခြင်းနဲ့သွေးဆုံးခြင်းစားတဲ့အခြေအနေတွေမှာ KCN ပမာဏလုံလောက်စွာရရှိအောင်ထိန်းသိမ်းထားခြင်းဟာအလွန်ရေးကြီးတာပဲဖြစ်ပါတယ်။ဟော်မုန်းပြောင်းလဲတဲ့ ကွန်ဝင်ဆောင်ခြင်းတို့တွင် ပြီးတော့ဒီ no type meeting တွင်နေနေပေါ့နော် no type ကြွေးခြင်းတို့တွင်လည်းဒီသွေးဆုံခြင်းတို့ကြောင့်မို့ KCN လုံလောက်စွာ များရှိခြင်းနောက်တစ်ခုကဆော့ယုံမှုမကောင်းခြင်းဟာကျမရဲ့ပြဿနာများစွာကိုဇက်တိုက်ဖြစ်ပေါ်စေနိုင်ပါတယ်တကယ်လို့ KCN ပမာဏတိတိတသာ နေပါသွားတဲ့အခါမှာကနဦးလက္ခဏာတွေကတတိမထားမိပဲတခြားသောပြဿနာတွေနဲ့မှာယွန်းတတ်ပါတယ်အဲဒီတော့ကျွန်တော်တို့ ခနာကောမှာကယ်ဆီယမ်လုံလောက်စွာမရရှိဘူးဆိုလို့ရှင်ဘာတွေဖြစ်လာနိုင်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြရအောင်ရေရှင်မှာကျွန်တော်တို့ခနာကောကလုံလောက်တဲ့ကယ်ဆီယမ်မပေးနိုင်ဘူးဆိုလို့ရှင်တော့အရိုးတွေထဲမှာရှိတဲ့တူလောင်ထားတဲ့ကယ်ဆီယမ်ကိုခနာကောကနေစတင်ထုတ်ယူသုံးဆွေးနိုင်တာပဲဖြစ်ပါတယ်အချိန်ကြာလာတာနဲ့မျှအဲ့ဒီအချိန်တွေကအရိုးတက်ထုဆုံးရှုံးမှုကိုဖြစ်စေပြီးတော့အရိုးတွေကိုအားနည်းစေကကျွန်တော်တို့ဒီအရိုးတွေမှာဒီ အယိုးပွားတာတွေပေါ့နော်အယိုးတွေမှာအပေါက်တွေဖြစ်တာတွေပြီးတော့အယိုးကျိုးနိုင်ခြေတွေမြမလာနိုင်မှာပဲဖြစ်ပါတယ်ကလေးတွေနဲ့လူငယ်တွေမှာခန္ဓာကိုယ်ကနေဗီတာမင် D နဲ့ calcium လောလောဆွာများရှိဖို့ဆိုလို့ရှိရင်တော့ rigor yoga လို့ခေါ်တယ်ကျွန်တော်တို့အယိုးပြုတ် yoga ပုံစံခြေနေတွေဖြစ်ပေါ်နိုင်ပါတယ်အလားတူပါပဲလူကြီးတွေမှာလည်းအယိုးပြုတ် yoga ဖြစ်ပေါ်နိုင်ပါတယ်အဲ့တော့တနေ့တာ KCN ဘလော့လောရတဲ့လဲဆိုတာဆက်လက်ကြည့်အောင်အရွေးရောက်ပြီးသူ ယောက်ျားလေးတွေမှာဆိုလို့ရှိရင်တော့အသက်16နှစ်ကနေ80နှစ်အတွင်းဒီနေ့လရင် KCN 1000 mg လောက်ပါတယ်။အသက်80ကျော်မယ်ဆိုလို့ရှိရင်တော့ဒီ KCN ပမာဏက1200 mg ထိတိုးသွားမှာပဲဖြစ်ပါတယ်။အရွေးကြောက်ပြီးသူမိန်းကလေးတွေအနေနဲ့ကတော့အသက်16နှစ်ကနေ50နှစ်အတွင်းမှာဆိုလို့ရှင်တနည်းရင် KCN 1000 mg လောက်ရမှာပဲဖြစ်ပါတယ် အသက်90ကျော်သူတွေအတွက်ဆိုလို့ရှင်တော့ဒီနေ့ဒါလောဝချက်က1200မီလီဂရမ်အထိတိုးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့အသက်90ကျော်အမျိုးသမီးတွေအတွက်ဆိုလို့ရှင် KCN လောဝချက်ကပုံမှန်မြန်မာတွေအတွက်ကြောင့်မို့ရောဘာယောဂါကာကွယ်နိုင်ဖို့ KCN ပုံမှန်လိုအပ်ပါတယ်။သွေးဆုံးခြင်းဟာခန္ဓာကိုယ်ရဲ့ KCN ဆွေယူနိုင်စွမ်းကိုလည်းပြောကြစေလို့မို့အသက်90ကျော်မျိုးသမီးတွေအနေနဲ့ KCN ကိုတကြပေါက်ဖြည့်ဆွက်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။ တကယ်တော့ KCN ချုတ်တဲ့တယ်ဆိုလို့ရှင်ဘလို့လက္ခဏာတွေရှိတဲ့တယ်ဆိုတာကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်၁ကတော့ဒီအထွေထွေလက္ခဏာတွေနေနဲ့အရင်စာကြည့်အောင်။ကြွက်သားတွေခဏခဏကြွက်တဲ့ခြင်းနဲ့ကြုံညင်းနေဖြစ်တာပါပဲ။ KCN ကကြွက်သားညှစ်ဆွဲဖို့ပြီးတော့ဒီကြွက်သားတွေပြေရှိုးဖို့အရေးပါတဲ့အခါကဏ္ဍကနေပါဝင်နေတာပဲဖြစ်ပါလိမ့်။ KCN နေပါခြင်းဟာသူ့လိုလိုကြွက်တဲ့ခြင်းတွေကိုဖြစ်စေနိုင်ပြီးတော့ကျွန်တော်တို့အထူးသဖြင့်ကတော့ပေါင်ရင် ပေါင်ရင်ကြွက်သားတွေပေါင်လမောင်းနဲ့ကြိုးရိုးတွေမှာပို့ပြီးတော့ဒီဖြစ်တတ်ပါတယ်။နောက်တစ်ချက်ကတော့ဇက်တိုက်နှုံးချတာတွေအားနေတာတွေဒီထိုင်းမိုင်းနေသလိုခံစားရခြင်းတွေဖြစ်တတ်ပါတယ်။ကေစီယန်နေတဲ့သူတွေဟာအလောက်ကိုင်းတိတ်မများတဲ့เนาะဒီပင်ပန်းပန်းမလို့ရတဲ့နေတွေမှာတောင်ပေါ့เนาะမကြခဏပင်ပန်းနှွမ်းနေပြီးတော့အားနေနေတတ်ပါတယ်ကေစီယန်ပမာဏနေပါခြင်းဟာကြွတော်လုံးဆောင်ချက်တွေအာယုံကြောလန့်ဆုံမှုတွေနဲ့ ဆေးလိုလိုမှုဖြစ်စဉ်တွေကိုနှောက်ယှက်ပေးနေလို့မို့ဒီပင်ပန်းမှုတွေအားနည်းမှုတွေကိုဖြစ်စဉ်နေတာပဲဖြစ်ပါတယ်။ခေစဉ်အားနည်းမယ်ဆိုလို့ရှင်ဒီလက်နဲ့ခြေပါဇက်ပတ်လေမှာထုံကျင်တာတွေဆက်ပြင်းပြင်းဖြစ်တာတွေစူးနဲ့ထိုးတို့လိုခံစားရကျင်နေဖြစ်တာပါတယ်။ခေစဉ်ကအာယုံကျိုးချက်ပြောင်းမှုတွေအရေးပါတဲ့အတွက်ကြောင့်မို့တကယ်လို့ချွတ်တဲမှုဖြစ်ခဲ့မယ်ဆိုလို့ရှင်အာယုံကျိုးတွေပုံမမဟုတ်ပဲလှုပ်ရှားလာတတ်ပါတယ်။အဲ့ဒီခါမှာ လက်ချောင်းထိတ်တွေခြေချောင်းထိတ်တွေပြီးတော့ဒီနှကမ်းပက်လေမှာဆက်ဖြင်းဖြင်းခံစားရနိုင်ပါတယ်။ပညာပြောင်းလဲခြင်းနဲ့ဆိတ်ရှုပ်ထွေးခြင်းနဲ့အာယုံမဆူဆိုင်နိုင်ခြင်းနဲ့စိတ်မမှန်ခြင်းနဲ့လည်းဖြစ်တတ်ပါတယ်။ KCN ကအာယုံကျိုးဆေးတွေကြားအချက်လက်ပေါ်လွန်မှုနဲ့အာယုံကျိုးလှန့်စုံမှုဖြစ်စဉ်တွေမှာပါဝင်ပါတယ်။တကယ်လို့ KCN ချိုးတဲ့မှုဖြစ်မယ်ဆိုလို့ရှိရင်တော့ဆိတ်ရှုပ်ထွေးတာတွေအာယုံဆူဆိုင်ရခက်ခဲတာတွေစိတ်တူလွယ်တာတွေစိတ်သက်ကြတာတွေလို့စိတ်အပြောင်းလဲတွေကိုဖြစ်စဉ်နိုင်မှာပဲဖြစ်ပါတယ်။ အဲ့ဒီပြင်ကျွန်တော်တို့ဒီနှလုံးခေါင်းပုံမမှန်တာတွေယဉ်တုံတာတွေသွေးခုန်တော့အားနေတာတွေဖြစ်ကြပါတယ်။ခေစီယံကနှလုံးကြက်သားညှစ်ဆွဲအားအလုံးလုံးချင်းအတွက်အရေးပါပါတယ်။ပြီးတော့ဒီနှလုံးကြက်သားညှစ်ဆွဲမှုနဲ့လျှက်စစ်အချက်ပြောင်းမှုကိုထိန်းချုပ်ပေးတဲ့အတွက်ကြောင့်မို့ခေစီယံပမာဏနေပါမယ်ဆိုလို့ရှိရင်နော်နှလုံးခေါင်းပုံမှန်တာတွေယဉ်တုံတာတွေပြီးတော့ဒီသွေးခုန်တော့မမှန်တာတွေပါဖြစ်တတ်ပါတယ်။နံပါတ်2ကတော့ကျွန်တော်တို့အယိုးနဲ့အစစ်လက္ခဏာတွေဘိုင်းကိုကြည့်လိုက်ကြရအောင်။ ကျွန်တော်တို့ KCN ချုပ်တယ်မယ်ဆိုလို့ရှင်နော်အယောနာချင်းကြိုက်ခဲတာတွေအစိမ့်တဲ့မတမတာဖြစ်တာတွေကြိုက်ခဲတာတွေဖြစ်တတ်ပါတယ်ခန္ဓာကိုယ်ကြိုက်ခဲနေတာက အလုံးကြောင့်ကြီးပဲဆိုတာတော့မဟုတ်ပါဘူးခန္ဓာကိုယ်ရဲ့မှာရှိတဲ့အယောတွေကနေ KCN ကိုစက်တိုက်ထုတ်ယူသုံးစင်းနေတာကြောင့်မို့အယောတည်သေးစွာကြာဆင်းလာတာပဲ ဖြစ်ပါတယ်ဒါဟာနာတာရှိအယောနာချင်းကြိုက်ခဲမှုပြောရရင်အစစ်နာချင်းကိုဖြစ်စေနေတာပဲဖြစ်ပါတယ်အဲ့ဒီခါမှာကျွန်တော်တို့အယောပါခြင်းနေဖြစ်တတ်ပါတယ် အထင်ကြာလာတဲ့အခါကယ်ဆီယမ်ချွတ်တဲ့ခြင်းကြောင့်ဖြစ်တဲ့အရောပွားယောဂါတနည်းပြောမယ်ဆိုလို့ရှိရင်တော့အရောပွားယောဂါနဲ့အရောသေသေးစနေခြင်းကိုဖြစ်ပေါ်လာနိုင်ပါတယ်အစ်စ်တဲ့နာလာပါမယ်ကယ်ဆီယမ်နေပါခြင်းဟာအစ်စ်များနာကျင်ကြိုက်ခဲခြင်းနဲ့တောင့်တင်းခြင်းကိုဖြစ်စေနိုင်ပါတယ်ပြီးတော့ကလေးတွေကြီးထွားမှုနှိကွင်းနိုင်ပါတယ်လုံလောက်တဲ့ကယ်ဆီယမ်မရရှိတဲ့ကလေးတွေမှာဆိုလို့ရှိရင်ကြီးထွားမှုအလုံးကိုနှေးကွေးစေမှာပဲဖြစ်ပါတယ် နံပါတ်3ကတော့အရေပြားစပင်းနဲ့လက်သေးဆိုင်ရာလက္ခဏာတွေကိုကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်လက်သေးခြေသေးတွေကျိုးပိလွယ်ခြင်းတွေဖြစ်တတ်ပါတယ်ခေစင်ချွတ်တဲ့သူတွေရဲ့လက်သေးခြေသေးတွေဟာအားနေပြီးတော့အလွယ်တကူကျိုးပိလွယ်ပါတယ်စပင်းကျွတ်တာတွေဖြစ်တတ်ပါတယ်လူတွေကခေစင်ချွတ်တဲ့တွေဆိုလို့ရှိရင် စပင်းကျွတ်သလားလို့မေးလေရှိပြီးတော့ဖြေမယ်ဆိုလို့ရှိရင်တော့ဒါဟုတ်ပါတယ် ကြာရှည်စွာဒီ KCN ထုတ်တဲ့နေမယ်ဆိုလို့ရှိရင်တော့ဇပင်ပါလာခြင်းကိုဖြစ်စေနိုင်ပါတယ်။အဲဒီတော့ကျွန်တော်တို့ဇပင်ပါလာတာက KCN ကြောင့်လည်းဖြစ်တတ်တယ်ဆိုတာကိုတော့သတိထားပါမယ်။ပြီးတော့အရေပြားပေါ်မှာ KCN ထုတ်တဲ့လက္ခဏာတွေဖြစ်ပါမယ်။ခေါင်းလျှော်ရည်တွေကျွန်တော်တို့ဒီ assorted tank green white char ပြောင်းလဲပြီးတော့သုံးနာတောင်မှအသားရည်ခြုံနေတုံးဆိုလို့ရှိရင်တော့ဒါ KCN နေတဲ့အတွက်ကြောင့်မို့အသားရည်ခြောက်သွေ့ခြင်းနဲ့အရေပြားပြဿနာတွေကိုပေါ်ပေါက်လာစေမှာပဲဖြစ်ပါတယ်။ နံပါတ်လေးချက်နေနေကတော့ KCN ချုတ်တယ်မယ်ဆိုလို့ရှင်သွားနေဆိုင်နေပြဿနာတွေကိုကျွန်တော်ဆက်လက်ကြည့်အောင်တကယ်လို့ချုတ်တယ်မယ်ဆိုလို့ရှင်တော့သွားဖို့စားတာတွေသွားကြွေလောပါတာတွေနဲ့သဖုံးပြဿနာတွေဖြစ်လာနေပါတယ်အစားအစာတစ်ခုခုကိုကိုက်လိုက်တိုင်းစားလိုက်တိုင်းမှာပါဇက်ထဲမှာဆူရှားတဲ့နာကျင်မှုသွားကျင်မှုကိုမကြကနခံစားရမယ်ဆိုလို့ရှင်တော့ဒါဒီ KCN ကြောင့်ဖြစ်ကောင်းဖြစ်နေပါတယ် သွားတဲ့ခရင်ပြဿနာတွေကမူလအရင်မြင့်ကနေဖြစ်နေမယ်ဆိုလို့ရှင်သွားတဲ့ဈေးတစ်ခုနဲ့တော့အလုံးမဖြစ်ပါဘူးကျွန်တော်တို့ရဲ့သွားတွေဟာသတ္ထုတက်တဲ့နဲ့အထောက်ပံ့ကိုမျှဝေနေရပါတယ်ခန္ဓာကိုယ်ကရိုးရီးကခေစီယန်တက်ကိုထုတ်ယူသုံးဆွဲလိုက်တဲ့အခါမှာသွားတွေထဲမှာရှိတဲ့ဒီသူ့ရဲ့တန့်ခိုင်မှုစွမ်းအားတွေပေါ့နော်ခေစီယန်နဲ့ယုံနေသွားနိုင်ပြီးတော့သွားပိုးစားခြင်းနဲ့ဖြစ်တတ်ပါတယ်အဲ့ဒီအခါမှာခန္ဓာကိုယ်မှာခေစီယန်ချွတ်တဲ့ခြင်းကြောင့်မို့သွားပေါ်ရန်ကြွေလွှာတွေကိုအာနိုင်စေခြင်းနဲ့ဖြစ်လာပါတယ် သဖုံယောဂဖြစ်တတ်ပါတယ်။ KCN ချုပ်တဲ့ခြင်းဟာသဖုံသွေးယိုခြင်းနဲ့သွားအားနဲ့ကျွန်တော်ကိုဖြစ်စေနေတာပဲဖြစ်ပါတယ်။နံပါတ်5ချက်နေနေကတော့ယာစီလာခြင်းဓမ္မမုံယာစီမတိုင်မီလက္ခဏာစုပေါ့နော် PNS လက္ခဏာတွေပိုဆိုးစေနိုင်ပါတယ်။ဒါအမျိုးသမီးတွေအတွက်ဖြစ်ပါတယ်။အမျိုးသမီးတွေမှာယာစီသွေးဆင်းခြင်းဟာ KCN နဲ့နှီးသက်စွာဆက်စပ်လျက်ရှိပါတယ်။ မြောက်သမီးတွေမှာခေစီယံနေခြင်းအပေါ်မှာပြင်းထန်တဲ့ယာစီမတိုင်မီလက္ခဏာစုဖြစ်တဲ့ဒီစိတ်တကြမြန်လာတဲ့ဘိုက်အောင်လာတဲ့ဘိုက်ပူလာတဲ့လည်းဖြစ်တတ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ခေစီယံချုပ်တဲ့ရတဲ့အကြောင်းရင်းတွေကိုဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်၁ကတော့မညီမျှတဲ့အစားအသောက်ပုံစံတွေပဲဖြစ်ပါတယ်။ရတဲ့ပစ္စည်းတွေအစိမ်းရင်းရောင်အရွက်တွေနဲ့အာဟာရဖြည့်စွက်ထားတဲ့အစားအစာတွေစားသုံးမှုနေပါမယ်ဆိုလို့ရှင်ဒါကခေရှင်နေရတဲ့အကြောင်းရင်းတွေကတခုဖြစ်ပါတယ် ခေစီယန်နေတဲ့အစားစာတွေဥပမာပြောမယ်ဆိုလို့ရှိရင်တော့ပြုပြင်ထားတဲ့အစားစာတွေကတမန်လူတို့ရဲ့ခန္ဓာကိုယ်ရင်းမှာရှိတဲ့ခေစီယန်ပုံမှန်ပမာဏကိုထင်ထင်ပုံလိုအပ်တဲ့အဓိကသတ္တုတ္တေချုပ်တဲ့နေရပါတယ်အဲ့ဒီပြင်ငန်တဲ့အစားစာတွေနဲ့ကာဗွန်နိတ်ပါတဲ့အချိုကြီးတွေတောက်သုံးမိနေမယ်ဒီစားသုံးမိနေမယ်ဆိုလို့ရှိရင်တော့အချိန်ကြာလာတဲ့အမြခေစီယန်ပမာဏကိုပုံမှန်ယူနေစေနိုင်တာပဲဖြစ်ပါတယ်နံပါတ်2ကတော့ကျန်းမာရေးပြဿနာတွေအကြောင်းဖြစ်ပါတယ် ာဒါရှိကြောက်ကက်ယောဂါရှိခဲ့မယ်ဆိုလို့ရှင်ခေစီယန်ထင်းကြီးမှုကိုထိခိုက်စေပြီးတော့ခေစီယန်ချုပ်တဲ့ခြင်းကြောင့်ဖြစ်တဲ့ယောဂါတွေဖြစ်နိုင်ခြင်းကိုမြင့်တက်စေနိုင်ပါတယ်။နောက်တစ်ခုကသန်းရံကလင်းမမမှန်ခြင်းပဲဖြစ်ပါတယ်။သန်းရံကလင်းအလုံးလုံးမှုများလွန်ခြင်း၊တမမှုနေလွန်ခြင်းဟာခေစီယန်နည်းတဲ့လက္ခဏာတွေကိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ်။အစိမ်းနဲ့အူလန်းကြောင့်ဆံရယောဂါတွေရှိခဲ့မယ်ဆိုလို့ရှင်လေခေစီယန်ဆိုယူမှုကိုယုံနေစေပြီးတော့ခန္ဓာကိုယ်မှာခေစီယန်ချုပ်တဲ့ခြင်းကိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ်။ နံပါတ်3ကတော့ဗီတာမင် D ချို့တဲ့ခြင်းပဲဖြစ်ပါတယ်။ဗီတာမင် D နဲ့ calcium ချို့တဲ့ခြင်းဟာအပြန်အလှန်ဆက်စပ်မှုရှိပြီးတော့ဗီတာမင် D ဟာခန္ဓာကိုယ်အားနဲ့ calcium ကိုထိရောက်စွာဆွတ်ယူနိုင်မှုကူညီပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဗီတာမင် D မလုံလောက်ဘူးဆိုလို့ရှိရင်တော့ calcium ကျွေးဝါးတဲ့အစာအစာတွေစားသုံးတဲ့အတိုင်းမလုံလောက်နိုင်တော့ပဲသွေးထဲ calcium နေခြင်းကိုဖြစ်စေပြီးတော့အယိုးနဲ့ဆိုင်တဲ့ယောဂအခြေအနေတွေဖြစ်နိုင်ခြင်းကိုမြင့်တက်စေမှာပဲဖြစ်ပါတယ်။နံပါတ်၄ကတော့ဆေးဝါးတွေနဲ့ညံတိုင်းမှုပုံစံတွေကြောင့်ဖြစ်ပါတယ်။ ဂျာရှိစာစတီရိုက်ဆေးသုံးဆွေးခြင်းတွေကိုဒီအမြဲတမ်းလှုပ်ဆောင်နေမင်းဆိုလို့ရှင်မတခဏလှုပ်ဆောင်နေမင်းဆိုလို့ရှင်ကေစီယန်စုပ်ယူမှုကဟန်တာနေပြီးတော့သွေးတင်းကေစီယန်နေခြင်းရလဒ်တွေကိုဖြစ်စေနိုင်မှာပဲဖြစ်ပါတယ်တကယ်လို့ကဖိန်းတန်းနဲ့အရက်သေးစားလုံးကျုံတောက်သုံးမယ်ဆိုလို့ရှိရင်လေကေစီယန်ဟာခန္ဓာကိုယ်ထဲမှာဒီယိုနေစေပြီးတော့သွေးရင်းကေစီယန်နည်းတဲ့လက္ခဏာတွေဖြစ်နိုင်ခြင်းကိုမြင့်တက်စေနိုင်ပါတယ် ဆဲလေးတော်တော်မယ်ဆိုလို့ရှိရင်လည်းအယောတည်သေးစားကြာဆင်းခြင်းနဲ့ဆက်ဆက်နေပြီးတော့ KCN ချွတ်တဲ့ခြင်းရဲ့အဆိုးကျိုးတွေကိုပုံမဆူရဆင်းနေမှာပဲဖြစ်ပါတယ်။နံပါတ်5ကတော့ဟော်မုန်းမညီမညာခြင်းကြောင့်ဖြစ်ပါတယ်။အမျိုးသမီးတွေပေါ့နော်ဒီသွေးဆုံးကင်ခြင်းအဲ့ဒါမျိုးပြောမယ်ဆိုလို့ရှိရင်တော့ဟော်မုန်းမညီမျှခြင်းခံစားနေရတဲ့အမျိုးသမီးတွေမှာဒီ KCN ချွတ်တဲ့လက္ခဏာတွေပုံပုံခံစားရနိုင်ခြင်းမြင်ပါပါတယ်။ Estrogen ဟော်မုန်းက KCN ဇီဝဖြစ်ပျက်မှုမှာအရေးပါတဲ့ခံကဏ္ဍကနေပါဝင်ပြီးတော့ အက်စထရိုဂျီမမာနာကြာဆင်းသွားခြင်းဟာခေစံဆုတ်ယူမှုကိုယူနေစေပြီးတော့အရိုးတွေကျိုးပဲ့လွယ်ခြင်းကိုပုံပုံဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီချွတ်တဲ့ရတဲ့အကြောင်းရင်းနဲ့သိပြီဆိုလို့ရှင်ဒီ KCN ချုပ်တဲ့ခြင်းကိုကျွန်တော်ဘလို့ကုသမှုရနဲ့လုံဆောင်လို့ရတဲ့လေဆိုလားဆက်ကြည့်အောင်အစာတောင်းနဲ့အာဟာရကိုရင်ကြည့်မယ် KCN ချုပ်တဲ့ခြင်းကုသမှုရအကောင်းဆုံးနည်းလမ်းကတော့ KCN ကျွေးဝါးတဲ့အစာအစာတွေကိုစားတော့ပေးခြင်းပဲဖြစ်ပါတယ် ျွန်တော်ဒီပြသဖြစ်မှာပါခိန်ဆီယံကြိုဝါရဲ့အစားအစာတွေဖြစ်တဲ့နုဒပစ္စည်းတွေနုဒိန်ကေဒင်ကျင်တော့စားသုံးပေးခြင်းပင်ဖြစ်ပါတယ်ပြီးတော့အစင်းရုံရှိတဲ့ရွက်တွေစားသုံးမယ်အခွန်မာသေးတဲ့စားသုံးမယ်ငါးစားသုံးမယ်ဆိုလို့ရှင်တော့ဒါခိန်ဆီယံထုတ်တဲ့မှုကိုကုသနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကဒီခိန်ဆီယံဖြစ်စွတ်အားစင်းတွေတော်သုံးခြင်းပင်ဖြစ်ပါတယ်အစာတော့ကောင်းတဲ့နှစင်ခေစီယံလိုအပ်ချက်မပြည့်မိဘူးဆိုလို့ရှင်เนาะခေစီယံကာဗွန်နဲ့အဲ့လိုမျိုးပြောမယ်ဆိုလို့ရှင်ခေစီယံ ဒီ citrate ဖြည့်စွက်အားစုတွေပါဝင် KCN ထွက်တဲ့ကျင်းအတွက်ဒီဆေးဝါးတွေကိုကျွန်တော်တောင်းတောင်းနိုင်ပါတယ်ကျွန်တော်ဒီဒီဝယ်ယူတဲ့ခါမှာပေါ့နော် KCN carbonate လို့ရေးထားတယ်ဆိုလို့ရှင်အဲ့ဒါကကျွန်တော်အစားစားနဲ့တူတောင်းတောင်းပေးရမှာပဲဖြစ်ပါတယ် KCN citrate ဆိုလို့ရှင်တော့ကျွန်တော်တို့အစားမစားခင်ပေါ့နော်ဒီတောင်းတောင်းပေးလို့ရပါတယ် ကျွန်တော်ဆက်ပြောရအောင်ညတယ်မှုပုံစံပြောင်းလဲခြင်းနဲ့လုံဆောင်ရပါမယ်။ညောင်ကြီးအနေရယူမယ်။နောက်တစ်ခုကဖြည့်စွက်အားစေးတွေအနေဗီတာမင်ဒီကိုလုံလောက်စွာရယူဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့ကျွန်တော်ဒီဆေးဝါးတွေတော်တော်နဲ့အခါမှာကယ်စီယမ်ညာတော့အပြည့်အားစေးတွေမှာဗီတာမင်ဒီနဲ့တွဲထားပါတယ်။ဒါကြောင့်လဲဆိုတော့ကယ်စီယမ်ရဲ့စိုးရိမ်မှုပုံပုံကောင်းမှုစေဖို့ဗီတာမင်ဒီကို ချဲ့ထားခြင်းပဲဖြစ်ပါတယ်။အရေးတော့ကျွန်တော်အယိုးတွေတမာစေဖို့ကိုလေးချင်းတရားမှုရှိတဲ့လေ့ကျင့်ခန်းတွေလုပ်မယ်။လမ်းလျှောက်တာတွေပြေးတာတွေပြုလုပ်ပါမယ်။ cafe နဲ့အရက်သေးစားတောက်တော်မှုကိုချောချခြင်းဖြင့်ကျွန်တော်တို့ဒီ KCN ယုံနေမှုကိုကုသနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်ဒီ video file မှာတော့ KCN ချုပ်တဲ့ခြင်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြရတဲ့ video file လေးတွေကို နောက်ထောင်ပြီးပြီးတော့ကြတော့ဂျမားရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျမားရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ဂျမားရဲ့ဘုဒ္ဓတရားတွေတို့ပွားပြီးစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။